3မိနစ်မှန်ယူလဲမမောင်လန်းနဲ့တွေ့တော့မရတော့ဘူးဒါမှမဟုတ်အာရှကြကြီးနိုးလာပြီလားပြည်သက်ကြီးဝမ်ချမ်ပီယံရှစ်မှာဆိုရင်တော့အွန်လိုင်းအဆန်းကမြန်မာဆိုရာဘာလဲခြားပြခဲ့တယ်လို့အခုဘောလုံးနဲ့ပဲမှာဆိုရင်လဲမြန်မာကစားသမားတူကမြန်မာဆိုရာကဘာကတည်အောင်ခြားပြလိုက်ပါပြီနော်သူဘသူဖြစ်မလဲစစ်ကြည့်လိုက်အောင်ပါကဘာစစ်အတင်းကြီးလို့မျိုးမန်ယူအတင်းကြီးကိုမြန်မာကစားသမားတူကဂိုးသွင်းနိုင်ခဲ့ပါပြီအိမ်မက်လို့ထင်နေတော့မလားတကယ်ပါနော်ဒီနေ့ညမှာကစားသွားတဲ့အာဆီယံအော်စတာအတင်းနဲ့မန်ယူအတင်းတို့ရှင်ပြန်ကစားမှုမှာဆိုရင်တော့မန်ယူအတင်း င်းကိုမမောင်လင်းကအဖွင့်ကိုသွင်းလိုက်တာဖြစ်ပါတယ်။မြန်မာလူကြီးကိုတဲ့သွင်းလိုက်တာပါရှင်။ ASEAN ဩစတြေးလျတင်းမှာဆိုရင်တော့မြန်မာကစားသမားတယောက်ကပဲရွေးချယ်ခံခဲ့ရမှာမမောင်လင်းကပါသွားခဲ့တာပါ။အခု low end shoot one goal ကိုဖြစ်တာမို့မြန်မာဘောလုံးပရိသတ်တွေတတော်တကယ်ကိုဂုဏ်ယူစရာဖြစ်မယ်လို့ထင်ပါတယ်ရှင်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းခေတ်ကာလအခြေအနေသာကောင်းခဲ့မယ်ဆိုရင်တော့ဒီလိုထွန်းမောင်းတဲ့ကစားသမားတွေအများကြီးပေါ်လာနိုင်ပါတယ်နော်။ မယူအသိန်းကိုကိုသိမ်းပြီးတော့အနိုင်ယူလိုက်ခါမြမကုံစောင့်ပေးလိုက်တဲ့မောင်လင်းကိုလည်းပြည်သူတီအားလုံးကဂုံပြုတ်ချိမြောက်နေကြတာကိုတွေ့ရပါတယ်။ဒီသွင်းကိုကမောင်လင်းကိုမယူအသိန်းမှာပထမဦးဆုံးကိုသိမ်းခဲ့တဲ့မြမဘောလုံးသမားအဖြစ်တပိုင်းတွင်သွားပြီလို့ပြောရမှာဖြစ်ပါတယ်။ ဒီကိုရဖို့အတွက်ဖန်တီးပေးတဲ့ကစားသမားကလည်းကြော်သလိုအဆုံးသက်ကိုအတိမ်ဆောင်မရှိတည်တည်တတ်တတ်နဲ့သွင်ယူပေးလိုက်လို့လေဒီကိုကတကယ်ကိုကောင်းတဲ့အနိုင်ကိုဖြစ်ခဲ့တာဖြစ်ပါတယ်။ကဲမမောင်လင်ကတော့စိုက်ကားဖန်တွေကိုအရှက်ခွဲပေးလိုက်သလိုဖြစ်နေပါပြီ။ဂျင်းနဲ့ကြပါရဲ့လားရှင်။မမောင်လင်ကိုသွန်းထားတဲ့အသင်းဖန်လေးတွေရောငိုနေကြပြီလား။အခုတော့နိုင်ငံတကာဘောလုံးပရိသတ်တွေကမမောင်လွန်းဆိုတာဘာတူလဲဆိုတာသိရဖို့အတွက် search engine ဖြစ်တဲ့ Google ကိုသုံးပြီးတော့တောင်ရှာနေလောက်ကြပြီလို့ထင်ပါတယ်။မန်ယူဖန်တွေကိုအရှက်ခွဲပေးပြီးတော့ကိုသွန်းယူပြန်လိုက်တဲ့မမောင်လင်ကိုမြန်မာပရိသတ်ကြီး ီရောကျေးဇူးတင်နေကြပါလားဂူယူမိကြပါသလားမမောင်လုံးအတွက်လည်းတခုခုလေးပြောပြခဲ့ကြပါအောင်ရှင်